ထိုင်းနိုင်ငံဟာတရရဲ့ရန်6တေဆိုတဲ့လေးစေးအကြောင်းကိုဒီကနေ့ကျွန်တော်တို့ AMN မြန်မာ channel လေးကနေတင်ဆက်ပေးမှာပါ။နံပါတ်1ကတော့အားလုံးသိကြတဲ့အတိုင်းပဲသူဝနာပုံမေးလေးစေးကမကျွတ်မလွတ်သေးတဲ့အဖိုးအိုနဲ့တခြားသောနာနာဘာဝတွေပဲဖြစ်ပါရည်။အရင်ဦးဆုံးသူဝနာပုံမေးရဲ့အထိပ္ပယ်ကရွှေမြေဓမ္မမဟုတ်ရင်ရွှေကျွန်းဆယ်လို့အထိပ္ပယ်ရပြီးထိုင်းပြည်ရင်ကြီးဘူမိဘောအတူလျာတက်မှပြည့်ရခဲ့ခြင်းလည်းဖြစ်ပါရည်။ဗန်ကောက်မြို့ရဲ့အရှေ့ဘက်30ကီလိုမီတာခန့်အကွာစမှုပရကန်ပြည်နယ်ဘန်ဖေခရိုင်တွင်းမှာတည်ရှိပါရည်။ လေဆေးရဲ့ဘီတုကဒီဇိုင်းတွေကို Morphy Chan Architects ကနေပြီးတော့ဒီဇိုင်းထုတ်လုပ်ခဲ့တာလည်းဖြစ်ပါတယ်။ယနေ့ခေတ်သူအများကတူဝနာဘူမိလေဆေးလိုလူတီများတဲ့နေရာပေါ်ပေါက်မလာခင်ထိုနေရာကမွေဟောက်အိုင်လို့ခေါ်တဲ့ရှင်းနှုံတွေတွေနဲ့ရှေးဟောင်းတင်းကြိုင်မြေတစ်ခုဖြစ်ခဲ့ပါတယ်။ယနေ့တွင်နာဘူမိလေးစိတ်အမည်ရှိတဲ့လေးစိတ်ကို2002ခုနှစ်ဝင်းကျင်မှာစတင်ဆောက်လုပ်ခဲ့တာပါ။၎င်းလေးစိတ်ကိုစတင်ဆောက်လုပ်ခဲ့စဉ်အခါကထို့မြေမှာနမေနဲ့လက်အောင်ကိုမွေဟောက်အကောင်ကြီးအများပြတွေ့ရှိခဲ့ရပြီးတော့၎င်းမွေတို့ကိုလည်းတပ်ပစ်ခဲ့ကြပါသည်။ လေဆေးအားစားလို့နေစဉ်ကာလအတွင်းမှာစားလို့ရေလောက်သားတွေဟာမတော်တဆမှုကြောင့်အများပြားတည်ဆုံမှုတွေရှိခဲ့တယ်လို့ပဲလေဆေးဝန်ထမ်းတွေဟာလည်းပုပ်မင်းလို့ခေါ်တဲ့အပြာရောင်ရှိတဲ့ရွှေဟောင်းဝတ်စုံတွေဝတ်ဆင်ထားပြီးတော့ဒုက္ခစစ်တခုကိုအမြဲလူလူကင်ဆောင်ထားကမျက်နှာဟာလည်းအပြာရောင်ရှိတဲ့တုတ်တန်ဆောင်နှစ်အဖြစ်လူတိများတဲ့အဖိုးအိုကိုလည်းမကြာခဏဆိုသလိုတွေးကြကြရပြီးတော့ကြာရမှုတွေကစတင်ပါရင်ထူပြည့်ရဟာတဖြည်းဖြည်းနဲ့နမည်ကြီးလာခဲ့ပြီးဝန်ထမ်းတွေမှာအလုံးမစင်းရဲကြတော့တဲ့အခြေကိုဖြစ်လာတာကြောင့် 2006ခုနှစ်စက်တင်ဘာလ28ရက်နေ့မှာပြည်ပဆိုင်ရာလေကြောင်းလိုင်းများအားလုံးကိုဒုံမောင်းလေဆိပ်ကနေပြီးတော့တူဝနာဘူမိလေဆိပ်ကို ပြောင်းရွှေ့ပြီးတော့တရားဝင်ကိုဖွင့်လှစ်ခဲ့ပါသည်လေဆိပ်ဖွင့်ပွဲလုပ်တဲ့နေ့မှာပဲတန်ကအပားရေစုစုပေါင်း69ပါပင်းဆောင်ပြီးတော့အကြီးကျယ်ဆုံးရေဒရာခြေခဲ့ရပါသည်ထို့ကဲ့သို့ပရေရွတ်ဖက်ခြင်းအခမ်းအနားနဲ့ရေဒရာခြေခဲ့တဲ့အခါမှာမြန်မာမင်းရုပ်ထုကိုလည်းလေဆိပ်အရှိမအကာအကွယ်နဲ့ကိုတည်ထားခဲ့တယ်လို့လည်းသိရပါသည်ထို့အပြင်ရေဒရာခြေတဲ့နေ့ကပူးမင်းဆိုတဲ့တုတ်တန်ဆောင်အဖိုးအဟော ဝန်ထမ်းတယောက်ကိုဝင်ပူးခဲ့ပြီးလေးစိတ်ကိုအီယာမအဆောင်ကိုတည်ဆောက်တဲ့အခါမြေဆောင်နဲ့ရဲ့ခွင့်ပြုချက်မယူဘဲဆ ਾਲ ုံမိတဲ့အတွက်ပူမင်းနဲ့တခြားသောဝိညာဉ်တွေဒေါသထွက်နေခဲ့တယ်ဆိုပြီးတော့ပြောခဲ့ပြီး၎င်းအတွက်ကမှနှစ်ကုန်းတစ်ခုကိုတည်တံ့ပြန်ဆောက်ပေးရန်နဲ့တခြားသောဝိညာဉ်များအတွက်ကိုနေရာပေးရန်တောင်းဆိုခဲ့ပါသည်။ဘုန်းကြီးတွေကမြေတားပူရှင်မန်းဖျမ်းမသာပူမင်းကဝင်ပူးတဲ့နေရာကနေကိုထွက်သွားခဲ့ပါသည်။ဒီပြေပြေးသွားပြီးတော့နောက်ပိုင်းမှာလေးစိတ်ကတာဝန်ရှိသူတွေကပူမင်းရဲ့တောင်းဆိုချက်အတိုင်းပဲလေးစိတ်အနည်းမှာ နယ်စင်တစ်ခုကိုခိုင်မာကိုတိဆောက်ပေးခဲ့ရပါတယ်။ကောလာဟာလာတွေအရာကတော့ဝင်းကြီးတွေအရန်များလုံးတဲ့အတွက်ရိုးရနှက်ကုန်းအိမ်လေးတွေနဲ့မလုံလောက်ပဲဝင်းကြီးတွေနေဖို့အတွက်ပါအထူးတိုက်ခိုင်းလို့အဆောက်အအုံကိုပါထည့်သွင်းဆောက်လုပ်ပေးထားတယ်လို့ဆိုပါတယ်။ထွေချင်းကနေစတင်ပြီးတော့ပဲဝင်းနှင်းတွေဟာပူးမင်းကို၄၀ရက်အစားရှောက်ဖြစ်ကိုတတ်မှတ်ပြီးတော့ပန်းတွေအစားတောက်တွေနဲ့ပူစောပတာလေးရှိပါတယ်။ဒါကြောင့်မလို့ပဲပူးမင်းဟာတာမန်တရေမဟုတ်ပဲနေရာဒေသကိုပိုင်ဆိုးတဲ့မြေရှင်တုတ်တန့်ဆောင်တဲ့တစ်ပါးဖြစ်တယ်လို့ပြောလို့ရပါတယ်။ ဒါပေမဲ့လို့လေဆေးဖွင့်ပြီးသွားတဲ့နောက်မှာလည်းညာဘက်တာဝန်ကျတဲ့လုံခြုံရေးဝန်ထမ်းတွေတန်ရှင်းဝန်ထမ်းတွေနဲ့တက္ကစီသမားတွေကြားမှာတရင်မြင်ရတဲ့အကြောင်းတွေကလူပြောများလာခဲ့ပြန်ပါပြီလေဆေးကိုစတင်စမ်းသပ်လည်ပဲချိန်နဲ့လူများမရှိသေးတဲ့ညာဘက်တွေမှာအနီရောင်မြမရိုးရဝတ်စုံဒီလိုမျိုးထိုင်းရိုးရမင်္ဂလာဝတ်စုံနဲ့မြို့သူမီတအုပ်ရဲ့ဝင်းကြီးကိုတာမန်ကြီးရဲ့ခမ်းမကြီးတွေထဲမှာလမ်းလျှောက်နေတာကိုတွေ့ရတယ်ဆိုတဲ့ဇလန်းတွေကလည်းထော်ပေါ်ပါပြီ ောက်ထပ်အကြောင်းအရာကတော့လေးစိတ်ကားပါကင်ကလူပြတ်မလာတော့တဲ့ဟွန်ဒါကားတစ်စီးအကြောင်းနာမည်ကြီးခဲ့ပြီးတော့ထိုကားနားကဖြတ်သွားတဲ့သူတိုင်းက6လက်ခံရတယ်လို့သိရပါပြီထိုကဲ့သို့သောဇတိုက်ဆိုသလို6လက်မှုတွေဟာတရားဝင်အပြင်ကတော့2006ရေရရခြေပွဲအပြီးမှာငြိမ်သက်သွားတယ်လို့ယူဆလို့ရပါမယ်ထိုင်းနိုင်ငံရဲ့လော်ကီအယူအဆတွေကတူဝနာဘုံမီလေးစိတ်ဟာ spiritual gateway ဖြစ်ကိုမှနာမည်ကြီးနေဆဲပဲဖြစ်ပါတယ်